အားလုံးပဲမင်္ဂလာပါ Forever Gana Facebook နဲ့ DR YouTube Channel တို့အားကြိုဆိုပါရစေ TikTok အညီကိုအားလုံးလည်းမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့မနက်အစောပိုင်းမှာအစနေအသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြအောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒါအရင်ထဲကလည်းသတင်းတွေထွက်ထားပြီးသားဖြစ်တဲ့ဒါကျွန်တော်တို့ရဲ့တောင်ပန်တိုက်စစ်ကစားသမားဘူကာယိုဆာကာစာချုပ်နဲ့ပတ်သက်ပြီးတော့ဒါအာဆင်နယ်အသင်းကဒီကစားသမားနဲ့အလုံးစုံသဘောတူညီမှုတွေရရှိသွားပြီဖြစ်ပြီးတော့မကြာခင်မှာဒါအာဆင်နယ်အသင်းရဲ့ဒါ official ဒါဆိုရှယ်မီဒီယာကနေပြီးတော့ကျွန်တော်တို့ပြည်သက်တွေအကုန်လုံးကိုအတိပေးသွားဖို့ရှိတယ်ဆိုပြီးတော့ဒါအာဆင်နယ်နီးစပ်တဲ့သတင်းဌာနတွေကပေါ်ပြထားပါတယ်ဒီကစားသမားလေးကိုအာဆင်နယ်ကဒါတပတ်ပေါင်း3သိန်းကျော်ဒါ ကလပ်အသင်းရဲ့လစာအများဆုံးကစားသမားဖြစ်စာချုပ်ချုပ်ဆိုတော်မှဖြစ်ပြီးတော့ဒီကစားသမားလေးရဲ့တသမတ်ထဲသောခြေစွမ်းနဲ့အာဆင်နယ်အသင်းရဲ့ရေရှည်စီမံကိန်းဒီမှာဒီကစားသမားလေးကအဓိကအချက်ချာကြတဲ့ဒါကစားသမားတယောက်ဖြစ်ရှိနေတယ်ဆိုပြီးတော့အာဆင်နယ်နဲ့နှီးဆက်တဲ့တည်င်းဌာနတချို့ကပေါ်ပြထားပါတယ်။နောက်တဲ့တည်င်းပုံအနေနဲ့ကျွန်တော်အာဆင်နယ်အသင်းရဲ့ဒါတိုက်စစ်မှုကာဘီရဲ့ဂျေဆုနဲ့ပတ်သက်ပြီးတော့လာမယ့်နွေရာသီအပြောင်းရွှေ့ဈေးကွက်မှာတော့မှဒီကစားသမားကိုရောင်းချသွားဖို့အတွက်မီခေးအာဒေတာကပိ ိတ်ပင်ထားတယ်ဆိုပြီးတော့အာဆင်နယ်နဲ့နီးစပ်တဲ့နောင်အာဆင်နယ်ကပေါ်ပြထားပါတယ်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ KR data ကဒါအသေးမှရှိနေတဲ့တိုက်စစ်မှု Kai Harvard နဲ့ David Yogres ဒီကစားသမားနှစ်ယောက်ရဲ့ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်ပြီးတော့ KR data ကစိုးရိမ်မှုတွေရှိနေပြီးတော့ဒါပြိုင်ပွဲစုံဒါပွဲတွေအများကြီးကစားမဲ့နေရာမှာဒါ Premier League Champion Sue အတွက်ရောဒါကျွန်တော်တို့က Champion League နောက်ဆုံးအဆင့်ပွဲစဉ်တွေအထိကိုဒါ ကစားသမားတွေရဲ့ကြန့်ခိုင်မှုပိုင်းနဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုတွေရှိနေဖြစ်တဲ့တူတိုက်စစ်နေရာမှာရွေးချယ်မှုများစွာလိုအပ်တယ်ဆိုပြီးတော့မီ KR data ရဲ့ဒါပြောကြားချက်ရကျွန်တော်တွေသိရတယ်ဒီတော့ဒီကစားသမားကိုကျွန်တော်တို့ Arsenal တင်းရဲ့မီ KR data ကနာမည်နွေရသည့်အပြောင်းရွှေ့ဈေးကွက်ထိရောင်းချသွားမှာမဟုတ်ဘူးဆိုပြီးတော့ပြောကြားထားတာမျိုးတွေရှိပါတယ်နောက်တဲ့သတင်းပုတ်အနေနဲ့ကျွန်တော်တို့ Arsenal တင်းရဲ့လူငယ်ကစားသမားလေး match တောင်းမှာပေါ့လေ match dawman နဲ့ပတ်သက်ပြီးတော့ match dawman ကအခုဆိုလို့ရှိရင်တော့အင်္ဂလန်အသင်းရဲ့ U19 အသင်းမှာဒါ သွားရောက်ဒါပူပေါင်းနေတာမျိုးရှိတယ်ဗောလေသွားရောက်ပူပေါင်းပြီးတော့ပွဲတွေကစားနေတယ်ဒါဒီနေရာမှာ match tournament နဲ့ပတ်သက်ပြီးတော့ U21 အသင်းကဒါ match tournament ကို U21 အသင်းကြီးမှာကစားဖို့တော့ဒါအနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်လျက်ရှိတယ်ဆိုပြီးတော့ဒါ Arsenal နဲ့နီးစပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်ရသိရပါတယ်ဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့ U21 အသင်းကဒါဒီကစားသမားလေးကတကယ့်ကိုအရေးကြီးရှိတဲ့ ဒါကစားသမားလေးတယောက်ဖြစ်ပြီးတော့အာဆင်နယ်အသင်းရဲ့ဒါအကောင်းဆုံးလူငယ်ကစားသမားလေးတွေတယောက်ဖြစ်တာနဲ့အညီအင်္ဂလန်အသင်းရဲ့တကယ့်ကိုအားကိုးရတဲ့လူငယ်စူပါစတာလေးတယောက်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့အဲ United အင်္ဂလန် United အသင်းကစောင့်ကြည့်လျက်ရှိပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Chelsea အသင်းရဲ့ခဏဝင်ကစားသမားကြီး John Terry က အာဆင်နယ်အသင်းကဒါချယ်ဆီရဲ့ပေးကိုအတရာတီပေးကိုအ ਨੇ ဆုံးဒါစံချိန်ကိုလိုက်မိသွားနိုင်မလားဆိုပြီးမေးမြန်းရမှာဂျွန်တယ်ရီအနေနဲ့သူတို့အနေနဲ့ဒါပွဲစဉ်သူတို့ရဲ့ပွဲစဉ်တိုင်းကိုဒါကျွန်တော်အမြဲတမ်းအပတ်တိုင်းစောင့်ကြည့်ဖြစ်ပါတယ်သူတို့အနေနဲ့ဂိုးတွေပေးရဖို့ အဲအခြေအနေတွေရှိတာဖြစ်တည်တိုင်အောင်ကစားသမားတွေရဲ့စွမ်းဆောင်ရည်နဲ့ဒါကိုမပေးရဖို့ကာကွယ်နိုင်စွမ်းကတကယ့်ကိုအမခံမယ်သူတို့လိုက်မိနိုင်မလားဆိုတာကျွန်တော်တို့ပြောဖို့စောနေသေးပေမဲ့သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုကျွန်တော်တကယ်ချီးကျူးရလိမ့်မယ်သူတို့ကတကယ့်ကိုကောင်းတဲ့အစုအဖွဲ့တစ်ခုနဲ့အကောင်းဆုံးမောင်းနေနေတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ဒီအသင်းကဒီရာတီ ါပရီးမီးယားလိစူဖလားကိုတော့စိန်ခေါ်နေတဲ့အတင်းတင်းဖြစ်ပြီးတော့သူတို့အနေနဲ့ဘာမဆိုလုံနိုင်စွမ်းနေရှိသွားနိုင်တယ်ကျွန်တော်တို့တွေစောင့်ကြည့်သွားရလိမ့်မယ်ဆိုပြီးတော့ဒါချက်စီးရဲ့ကန်နဝင် ကစားသမားကြီးဂျွန်တယ်ရီကပြောကြားသွားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းရဲ့ဒန်ယာရကစားသမားတွေတဲကမှာ ါဒါ international break ပြီးလို့ရှိရင်ဒါကျွန်တော်ကစားမဲ့ဒါစပါးနဲ့ပွဲစဉ်မှာဒါအနည်းဆက်ဆုံးပါဝင်လာနိုင်တဲ့ကစားသမားတွေအကြောင်းကိုဒါအာဆင်နယ်နဲ့ဒါနီးစက်တဲ့အာဆင်နယ်ရေဒါအပါဝင် now arsenal ဒါစတဲ့ cross site တွေကအစဒါဒီကစားသမားတွေအကြောင်းကိုထည့်ထည့်ဝင်ပြောလာတာမျိုးရှိတယ်ဒါကပါလဲဆိုတော့အာဆင်နယ်တင်းမှာတန်ရကစားသမားတွေများစွာရှိတဲ့တဲရမှာဒါ martinelli vitio cross noni maduki နော် အဲပြီးတော့အဲမာတင်အိုရီကတ် နော်ပြောရရင်ဆိုကိုင်ဟာဗတ်ဒါကာဗီယေဂျေဆုဆိုပြီးတော့ဒါကစားသမားတွေများစွာရှိတယ်ဒီကစားသမားတိုင်းရဲ့ကစားသမားတွေများစွာတဲကမှဒါစပါးနဲ့ပွဲစဉ်မှာတကယ်ပါဝင်လာနိုင်တဲ့ကစားသမားကတော့အနည်းငယ်ပဲရှိတယ်ဆိုပြီးတော့ဒါ cross site ကပေါ်ပြထားတယ်ဒီနေရာမှာကျွန်တော်အာဆင်နယ်သေးရဲ့ကစားသမားတွေထဲမှာဒါအသေးစားဒဏ်ရာရရှိထားတဲ့မာတင်နယ်လီနော်ဒါဖီတီယိုဂရက် ဒါစတဲ့ဒီကစားသမား2ယောက်နဲ့ပတ်သက်ပြီးတော့ဒါပြိသက်တော်တော်များများရဲ့မေးမြန်းမှုတွေလည်းရှိတယ်။ဒါတချို့ Sky Sport ရဲ့ပေါ်ပြချက်တွေမှာဆိုလို့ရှိရင်ဒါအနီးဆက်ဆုံးပါဝင်လာနိုင်တဲ့ဒါ Spa နဲ့ပွဲစဉ်မှာဒါ Martinelli နဲ့ Vitti Yokres နဲ့ကတော့ Arsenal အသင်းမှာဒါပြန်လည်ပူးပေါင်းသွားဖို့ရှိတယ်ဆိုပြီးတော့ပြောကြားထားတာမျိုးတွေရှိတယ်။ဒါပေမဲ့တချို့သတင်းတွေရဲ့ပေါ်ပြချက်အရ Noni Madukki ကဒါ Satellite နဲ့ပွဲစဉ်မှာလည်းအချက်ခံမှုပြေဝပြီးသား ဒါပေမဲ့အာဆနယ်အသင်းရဲ့ဆေးအဖွဲ့နဲ့အသင်းတော်ဝင်ရှိသူတွေကဒီကစားသမားရဲ့ကြံ့ခိုင်မှုပိုင်းတွေကိုပြန်ပြီးထိခိုက်သွားမှာစိုးရိမ်တာဖြစ်တဲ့တော့ဒီကစားသမားကိုပွဲကစားချိန်ဒါမပေးသေးပဲနဲ့စောင့်ကြည့်မှုတွေပြုလုပ်ပြီးတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒါကောင်းကောင်းဒါဘယ်လိုပြောမလဲ fitness နဲ့ပြည့်အောင်အကောင်းဆုံးအချိန်ပေးသွားလိမ့်မယ်ဆိုပြီးတော့ ဒါပြောကြားထားတာမျိုးတွေရှိတယ်ဒါပေမဲ့ဒါကျွန်တော်တို့ Tottenham အ Tottenham Hotspur နဲ့ပေါ့လေနော် Tottenham Hotspur နဲ့ကျွန်တော်တို့ London Derby ကံမဲ့ပွဲစဉ်မှာတော့ဒီကစားသမားကဒါပွဲချိန်ပြည့်ကိုဝင်ကစားသွားမဲ့ပုံစံမျိုးတွေမျိုးပြောကြားထားပြီးတော့ဒါ ဗီဒီယိုကတ်ကတော့အခုဆိုလို့ရှိရင်ဒါ training မှာအရန်ဟိုကျဲနေပြီဆိုပြီးတော့လေဒါသတင်းမီဒီယာတွေကပြောကြားထားတယ်ဒါ Martinelli ရဲ့ training ပုံရိပ်တွေတော့ကျွန်တော်မြင်တွေ့ရတာမျိုးတွေမရှိသေးပဲနဲ့ Martinelli ကဒါစပါနဲ့ပွဲစဉ်မှာတကယ်ပါဝင်လာနိုင်နေဆိုပြီးတော့သတင်းမီဒီယာတွေကအမျိုးမျိုးပြောကြားထားပါတယ်အဲတော့ကျွန်တော်အာဆင်နယ်တင်းရဲ့ ဒါနောက်ထပ်သတင်းပုံအနေနဲ့ပဲလေကျွန်တော်တို့အာဆင်နယ်အသင်းရဲ့လူငယ်ကစားသမားလေးဒါမိုင်းလူးဝစ်ကယ်လီနဲ့ပတ်သက်ပြီးတော့ဒီချိန်မှာအသင်းนี่တော်တော်များများကလွတ်လွတ်ခတ်ခတ်ဖြစ်လာတယ်ဒါကြောင့်လဲဆိုတော့ဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့ဒါခေါ်ယူခြင်းနေတဲ့အသင်းတွေကများလာတယ် ်ဒီနေရာမှာအာဆင်နယ်သင်းကလည်းဒါဒီကစားသမားလေးကိုရောင်းချသွားမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေဒါငင်းဆိုထားတာဖြစ်တဲ့အတွက်တချို့သောအသင်းတွေကပရီးမီးယားလီးယားတချို့သောအလယ်လက်အသင်းတွေကဒီကစားသမားလေးပတ်သက်ပြီးတော့အငှားသဘောမျိုးရရှိသွားနိုင်လားဆိုတဲ့ပုံစံမျိုးနောက်ထပ် option တစ်ခုမျိုးတွေနဲ့ပါချိတ်ဆက်ကမ်းလှမ်းမှုတွေပြုလုပ်လျက်ရှိတယ်ဆိုပြီးတော့ Arsenal Radar ကဖော်ပြထားပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကျွန်တော်တို့ Arsenal အသင်းကဒါအရင်ရှေးလတွေတုန်းကဒါသဘောကျခဲ့ပါတယ်ဆိုတဲ့ Jupiter ကစားသမားလေး Canaredis နဲ့ပတ်သက်ပြီးတော့အခုချိန်မှာလဲစောင့်ကြည့်မှုတွေပြုလုပ်လျက်ရှိတယ်ဒါကဘာကြောင့်ဒီလိုမျိုးပြန်ပြီးစောင့်ကြည့်မှုတွေဒါသတင်းတွေထွက်ပြီးတော့မှပြန်ငြိမ်သွားတာလဲဆိုတဲ့နေရာတစ်ခုမှာဒါ generatives ရဲ့စာချုပ်တစ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါ Jupiter အသင်းကကမ်းလှမ်းမှုတွေဆွေးနွေးမှုတွေပြုလုပ်လျက်ရှိတယ်ဒါပေမဲ့ဒါကလန်မှုတွေရောဆွေးနွေးမှုတွေရောဒီနောက်ခုလုံးမှာဒါအဆင်မပြေတာဖြစ်တဲ့အတွက်ဒီကစားသမားရဲ့ နဲ့ဆွေးနွေးမှုတွေအားလုံးရက်ဆိုင်လိုက်ပြီးဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့ဒီနေရာမှာအာဆင်နယ်အသင်းကလည်း Canaries ကိုအာဆင်နယ်ရဲ့ကွင်းလယ်ပိုင်းအတွက် ဒါတဏီအဖြစ်ဒီကစားသမားလေးကိုဒါဘယ်ကျန်းတောက်မှတိုက်ဆင်းမှလဲထုတ်ကစားလို့ရတာဖြစ်တဲ့အတော့အနီးကဆောက်ကြည့်မှုတွေပြုလုပ်လျက်ရှိပြီးတော့ဒီကစားသမားလေးကိုအာဆင်နယ်ကဒါဆွေးနွေးမှုတွေပြုလုပ်လျက်ရှိတယ်ဆိုပြီးတော့လည်းတည်င်းဌာနတွေကဖော်ပြနေသလိုလာမယ့်ပြောင်းရွှေ့ဈေးကောင်မှာဒီကစားသမားလေးကိုအာဆင်နယ်တို့အရာခေါ်ယူသွားနိုင်တယ်ဆိုပြီးတော့လည်းတည်မီဒီယာတွေကအမျိုးမျိုးဖော်ပြနေကြတယ်ဒီကစားသမားလေးကိုခေါ်ယူမယ်ဆိုလို့ရှိရင်အနည်းဆုံးပေါင်65တန်းလောက်ကိုဒါပေးချေသွားရဖို့ရှိတယ်ဆိုပြီးတော့လည်းတည်မီဒီယာတွေကဖော်ပြနေပြီးတော့ဒီကစားသမားလေး နဲ့ပတ်သက်ပြီးတော့အာဆင်နယ်တို့အဓိကခေါ်ယူသွားမယ်ထင်လားတခြားသော option များစွာကိုရွေးချယ်သွားမယ်ထင်လားကြောင့်ညကိုတွေဘယ်လိုထင်ကြလဲဗျကောမော်ဝင်ဆွေးနွေးကြပါအောင်နောက် video တွေမှာပြန်တွေ့ပါမယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့တွေမှာဗျ